မင်းအောင်လိုက်လူရွေးတဲ့အချိန်မှာနှစ်ယောက်သွားပေါ်အဲ့ဒီနှစ်ယောက်ကဘသူလဲဆိုတော့တက်တက်ခိုင်နဲ့ကိုကိုကြီးနဲ့စစ်တပ်ကခမားတို့ကိုအခုလှုပ်တဲ့ပုံစံကအကုန်လုံးကအကွက်ဟောင်းနေကြီးပဲ စစ်တပ်မင်းအောင်လိုင်းစစ်တပ်ကအခုလှုပ်တဲ့အကွက်တွေအကုန်လုံးကအကုန်လုံးကအကွက်ဟောင်းတွေကြီးပဲ88တုံးကလိုပဲအကွက်ဟောင်းတွေကြီးပဲအရေးတော်ပုံကြီးဖြစ်မယ်စစ်တပ်ကနှိမ်နင်းမယ်ပြည်သူလူထုဟိုចောင်းသားလူငယ်တွေကတောခိုမယ်ပြီးသွားလို့ရှိလို့ရှိရင်စစ်တပ်ကရွေးကောက်ပွဲပြန်လုပ်မယ်နိုင်ငံရေးသမားဆိုတဲ့သူတွေကစစ်တပ်နဲ့ပေါင်းမယ်ပြီးသွားလို့ရှိရင်ဒီရွေးကောက်ပွဲကိုဆန့်ကျင်တယ်လုပ်မယ်မဆန့်ကျင်တယ်လုပ်မယ်ပြီးသွားလို့ရှိလဲရှိလို့ရှိရင် ။ဘာဖြစ်တယ်ညာဖြစ်တယ်ဆိုပြီးတော့2008အောက်ပြန်ရောက်သွားတယ်ဒေါအောင်ဆန်းစုကြည်ပါဝင်သွားတယ်ဆိုတော့အကွက်ဟောင်းကြီးအတိုင်းပဲ။လူတွေပဲပြောင်းသွားတာ။အတန်းရွှေနေရာမှာမင်းအောင်လှိုင်ဝင်လာတယ်။နော်ဒေါ်စုနေရာမှာမဆင်မအောင်လား။ကိုကိုကြီးလားဆိုတော့ကိစ္စကြတော့ပြောစရာတွေဖြစ်လာပြီ။ဒါကြောင့်မလို့ဒီ live ကိုငြိမ်းချမ်းအောင်ကစပြီးတော့ပြောတာ။ အကွက်ကအကွက်အဟောင်းလူတွေပဲပြောင်းလာတယ်လူတွေပြောင်းလာတဲ့အချိန်မှာဘလို့ကစားကြတယ်လေဒါကိုကို့အမြင်ကိုဆွေးနွေးပြဖို့လို့ကို့အမြင်ပဲကိုဆွေးနွေးတာနော်သူများတွေဘာပြောပြောသူတို့အခွင့်အရေးရသူတို့ပြောကြတာဖြစ်တယ်ငင်းချမ်းအောင် ပြောတာကငင်းချမ်းရဲ့ငင်းချမ်းအောင်ရဲ့အမြင်ကိုငင်းချမ်းအောင် အခွင့်အရေးရပြောတာဖြစ်တယ်အကွက်ဟောင်းနေကြီးပဲလူတွေပြောင်းသွားတယ်အဲ့တော့အကွက်ဟောင်းနေ ကြားထဲမှာလူတွေပြောင်းတာတန်းရွှေရမင်းအောင်လိုင်ဖြစ်လာတယ်အဲ့တော့အစိုးရတရမဖြစ်သေးတဲ့အချိန်မှာမင်းအောင်လိုင်ဘသူ့ကိုမွေးသလဲဆိုတဲ့ကိစ္စကအခုဒီရွေးကောက်ပွဲ မဖြစ်ခင်ကာလမှာဗမာပြည်မှာဒေါ်စုနေရာကိုမင်းအောင်လိုင်ကဘသူ့ကိုရည်ရွယ်လဲဆိုတဲ့ကိစ္စကိုကျွန်တော်အမြင်ကျွန်တော်ပြောမှာပထမတော့က ရာဂိုင်တုံးနဲ့တွက်ပြီးတော့ပြောလို့ရှိရင်အစိတ်အစိတ်ပေါ့အခုဆိုလို့ရှိရင်ရာဂိုင်တုံးနဲ့တွက်ပြီးတော့ပြောမယ်ဟေးဆိုလို့ရှိရင်90ရာဂိုင်တုံးကဒေါ်အောင်ဆန်းစုကြည်ရဲ့နေရာကိုခမားတို့အတိုက်ခံနေပေါ့ UNG တို့တိုင်းရင်သားကောင်းဆောင်တွေတို့ GZ တို့ခင်ထားရေးတာလီစွာပါအဲ့တော့ဒေါ်အောင်ဆန်းစုကြည်ရဲ့နေရာကို မင်းအောင်လိုင်ကဘသူကိုကြီးရီမန်းလေခမရတို့ပြောနေတဲ့အခုအန်ယူကြီးတို့အတိုက်ခန်တို့တိုင်းရင်းသားတော်လန်ရဲ့ဖွဲ့စည်းတို့ဂျီဇက်တို့အဲလဖာတို့ဒီလိုမျိုးပေါ့ဒီမျိုးဆက်တွေကဘသူကိုရည်စူးလေအဲ့ဒီပြဿနာကအခုငင်းငင်းအောင်အမြင်ကိုပြောပြမှာမင်းအောင်လိုင်ကပထမတော့ကသူတို့အနေနဲ့ ဗမာပြည်မှာအတိုက်ခံဆိုတာရှိကိုရှိရမယ်ဆိုတဲ့သဘောထားထားတယ်။ဦးသန်းရွှေကဒေါ်အောင်ဆန်းစုကြည်ကိုအတိုက်ခံလို့ဆိုပြီးတော့သဘောထားသလိုပေါ့ဗျာ။သူတို့စစ်တပ်ကိုလက်နက်ကင်ပြီးတော့တော်လှန်တာတော်လှန်ရေးမလုပ်ဖဲနဲ့ကော်ဖီခေါ်ကော်ဖီတိုက်မဲ့ခေါ်လိုက်လို့ရှိရင်လာလိုက်ပေါ့သိတယ်မလားဟိုတုတ်ထားတယ်ဟေးဆိုလို့ရှိရင်ခေါ်လိုက်ပေါ့လာလိုက်ဆိုတဲ့လူမျိုးကိုနိုင်ငံရေးအရာကို မွေးထားခြင်း တန်းရွှေခစ်တုံးကဒေါအောင်ဆန်းစုကြည်ကိုမွေးထားတယ်။အခုမင်းအောင်လှိုင်ခစ်မှာဘသူကိုမွေးမလဲ။ခင်ဗျားတို့နိုင်ငံရေးလေးနိုင်ငံရေးလေးလာတဲ့နိုင်ငံရေးသုံးသက်တဲ့နော်ဟိုအမေရိကတက္ကသိုလ်တွေအင်္ဂလန်တက္ကသိုလ်တွေကဘာကြီးပေါ်မှာရှိနေတဲ့နောက်ဆုံးကုတ်ကုတ်ပြောလို့ရှိရင်များရှင်ရှင်ဒီတာပါမောက်လို့လူမျိုးတွေပေါ့ဗမာပြည်မှာရှင်ဒီတာပါမောက်တွေကအများကြီးအရက်များတယ်ခမားတို့တွေစစ်တပ်ကခင်းတဲ့အခင်းအကျင်းကိုခမားတို့ဘလို့သွားမှာလဲ ခိတက်ကစစ်တပ်ကလုံနေတဲ့မင်းအောင်လိုင်းလုံနေတဲ့ကိစ္စကိုခမည်းတော်တွေဘလို့လိုက်တွက်နေတာလဲပေါ့ခမည်းတော်တွေကတော်ကြကြလို့ရှိရင်ထရန့်အခုအာရှအောင်လာတယ်ပေါ့ကွာလာလမ်ပူမှာကရတယ်ပေါ့အဲ့ဒါတွေရှောက်ပြောမနေနဲ့ကျွန်တော်တို့လက်ရှိနိုင်ငံရေးမှာတန်းရွှေကဒေါ်အောင်ဆန်းစုကြည်ကိုထားတဲ့အချိန်မှာလူထုကလည်းဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံနေတဲ့အချိန်မှာတန်းရွှေကလူရွေးစရာမလိုဘူး တန်းရွှေသည်လူရွေးစရာမလိုဘူးဒေါ်ဆန်းစုကြည်ဆိုတဲ့ခေါင်းဆောင်တယောက်ရှိတယ်လူထုကသူ့ကိုထောက်ခံတယ်ဘိုးကျောင်းဆန်းသမီးဖြစ်တယ်ကော်ဖီခေါ်တိုက်လို့ရှိရင်လာတယ်တုတ်ထားတယ်ဟေးဆိုလို့ရှိရင်သွားတယ်ဒီလိုမျိုးပေါ့ဗျာဒါမျိုးတွေနဲ့တန်းရွှေရတွက်လို့ရတယ်မင်းအောင်လိုင်ခစ်ကြတော့အဲ့လိုမျိုးဒေါ်ဆန်းစုကြည်လိုမျိုးခေါင်းဆောင်မရှိတော့ဘူးအဲ့တော့မင်းအောင်လိုင်ကသူ့သေးသေးချာချာပြင်းစင်ပြီးတော့သူရွေးတယ်ရွေးတဲ့အခါမှာလူနှစ်ယောက်သွားပေါ်ကိုကျော်မင်းကိုရေအစ္စလာမ်ဝါလီကော မင်းအောင်လိုက်လူရွေးတဲ့အချိန်မှာနှစ်ယောက်သွားပေါ်အဲ့ဒီနှစ်ယောက်ကဘသူလဲဆိုတော့တက်တက်ခိုင်နဲ့ကိုကိုကြီးနဲ့တက်တက်ခိုင်နဲ့ကိုကိုကြီးကိုပြန်ပြီးတော့သူရှင်လိုက်တဲ့အခါကျတော့ကိုကိုကြီးကဗိုလ်ချုပ်အောင်ဆန်းရဲ့မြီးတွေမြစ်တွေသားတွေသမီးတွေသာမဟုတ်တာကိုကိုကြီးမှာ88မျိုးဆက်ဆိုတဲ့နောက်ခံသမိုင်းရှိကိုကိုကြီးမှာထောင်ချဘူးတဲ့ဆိုတဲ့သမိုင်းရှိတယ် ကိုကိုကြီးမှဒီ88မျိုးဆက်လို့ပြောတဲ့သူတွေ ਨੇ ပုပ်ကိုရေခင်မင်မှုတချို့တော့ရှိနေသက်သက်ခိုင်မှကြတော့ဘာမှမရှိဘူးမိုးကုတ်တောင်မှတအန်းပလောင်ကသိမ့်သွားပြီသက်သက်ခိုင်တော့မိုးကုတ်အမျိုးຫນွယ်တွေပေါ့ဗဒမြားတူးလို့ရတယ်ဆိုပြီးတော့စိတ်ကူးသွားမရင် ਨੇ တအန်းပလောင်ကမိုးကုတ်ကိုသိမ့်သွားပြီစစ်တပ်ကလည်းလာပြီးတော့လှုပ်လိုက်တယ်ဆိုတဲ့အခါနိုင်ငံရေး ဘောတရားအရာနိုင်ငံရေးသမိုင်းကြောင်းအရာ အကုန်လုံးတွတ်တဲ့အခါမှာဒေါ်အောင်ဆန်းစုကြည်လိုနေရာကိုအစားထိုးဖို့အတွက်ကသက်သက်ခိုင်သည်ဘာမှမဟုတ်ဘူးဒီတော့သက်သက်ခိုင်နင်းတိုးလိုက်တော့ခမားတို့ပြောနေသလိုအကျွေးတွေပေးစရာရှိတယ်လို့ဘာလို့အဲ့ဒီကိစ္စတွေနဲ့မဆိုင်ဘူးအခုအချိန်ဒီမှာအချိန်နဲ့အကောင်းဆုံးသည်ကိုကိုကြီးပဲတိကျက်ကိုကိုကြီးကလက်နက်ကင်တော်လိုင်းရေးကိုဘတော့မှမယုံဘူး နှေးချက်ကကိုကိုကြီးနဲ့လောလောဆယ်ပြည်တွင်းမှာရှိနေတဲ့တန်တမန်တွေ NGO တွေဟိုဟာတွေဒီဟာတွေအကုန်လုံးဒီကိုကိုကြီးနဲ့အဆင်ပြေတယ်ကိုကိုကြီးမပြောသေးတဲ့ကိစ္စတစ်ခုပဲရှိတယ်ဒေါ်အောင်ဆန်းစုကြည်ကဖေဖေတီထောင်ထားတဲ့တပ်မတော်ကိုကျမချစ်ပါတယ်ပေါ့ကိုကိုကြီးကလဲတယ်တပ်မတော်ပြုတ်ကွဲလို့မရဘူးဆိုတဲ့ပုံစံအစ်စ်လောက်ပဲပြောသွားတာဘာလို့လဲဆိုတော့ကိုကိုကြီးကကျွန်တော်အဖိုးဦးအောင်ဆန်းတီထောင်ထားတဲ့ဟိုတပ်မတော်ကျွန်တော်တို့က ချစ်ပါတယ်သူပြောလို့မရဘူးပြောလို့ရှိရင်သူအဖွားပဲဘိုးကျောက်ဆမ်းမရငယ်လို့ဘာဖြစ်အောင်မအောင်ဒါရည်စရာလို့ပြောတာမဟုတ်ဘူးအဖြစ်မှန်ကိုပြောတာအဲ့တော့မင်းအောင်လိုင်က သူ့မှာလူရွေးတဲ့ကိစ္စမှာမင်းအောင်လိုင်ကကိုကိုကြီးကိုအပြတ်ရွေးလိုက်ပြီမင်းအောင်လိုင်ကကိုကိုကြီးကိုအပြတ်ရွေးလိုက်ပြီကိုကိုကြီးဆိုတဲ့လူကဘတော်မှာလက်နဲ့ကင်တော်လိုင်းရေးမလုပ်ဘူးရတဲ့အထဲကနေပြီးတော့သူသွားမယ် အဲ့ဒီအခါမှာကျွန်တော်တို့ကကိုကိုကြီးကိုသိရမှာဒီကောင်စစ်တပ်နဲ့ပေါင်းနေတို့ပါတို့ခမရတို့သွားမပြောနဲ့ကိုကိုကြီးမှပြောမဲ့စကားရှိနေတယ်မင်းတို့အောင်ဆန်းစုကြည်လဲကော်ဖီတိုက်လို့ရှိရင်သွားလိုက်တာပဲတုတ်ထလို့ရှိရင်ရွှလိုက်တာပဲသိတယ်မလားဟို2008အောက်ဆိုလဲဝင်လိုက်တာပဲကိုကိုကြီးမှလည်းပြောစရာတွေအများကြီးပဲအဲ့ဒီအပြင်မှာမှနိုင်ငံရေးသည်နိုင်ငံရေးပဲနိုင်ငံရေးသည်နိုင်ငံရေးပဲဆိုတာဘာလဲဆိုတော့ NLD ခေကောင်းတဲ့အချိန်မှာ88မျိုးဆက်တွေကို သစ်ခုတ်သမားတွေမလိုဘူးလို့ပြောရုံနဲ့မဟုတ်ဘူးသစ်ခုတ်သမားတွေကိုငါတို့ရှိလာခဲ့နင်တို့ငါတို့ရှိရရွေးကောက်ပွဲဝင်ငါတို့ရှိမှလွတ်တော်ကိုယ်စားလှယ်လှုပ်ပြောပြီးသွားတော့မှရွေးကောက်ပွဲဝင်ကနီးရွေးကောက်ပွဲမှာကိုယ်စားလှယ်တင်ကနီးတပတ်တန်ဒီနှစ်ပတ်တန်ဒီကြတော့မှ NLD ရနေပြီးတော့ကိုကိုကြီးလည်းမခေါ်တော့ဘူးညို့ညို့သိန်းလည်းမခေါ်တော့ဘူးဆိုပြီးတော့လှုပ်ထားတဲ့အကွက်တရားလည်းအများကြီးရှိတယ်နိုင်ငံရေးဆိုတာတပတ်လဲတယ်နော် ကိုကိုကြီးတို့ညိုညိုသင်းတို့ရှင်းသမျှလူတွေကို ဖြုတ်ပြီးတော့တက်တက်ခိုင်တို့ဘာတို့ကိုသွင်းတာတက်တက်ခိုင်တို့ကလည်းအဲ့ချိန်မှာအခါတော်မီလို့ပေါ့အခုစစ်တပ်ကလုတ်တဲ့အချိန်ကျတော့ရှင်းရှင်းလေးရဲ့ဒီရွေးကောက်ပွဲမှာဘသူမှမကြိုက်ဘူးရွေးကောက်ပွဲကိုစစ်တပ်ကကောင်းနေတော့မကြိုက်ဘူးပုပ္ပိလင်းလင်းပြောလို့ရှိရင်ပြည်သူလူထုမပြောနဲ့ရွေးကောက်ပွဲကိုစစ်တပ်ကကောင်းနေတော့မကြိုက်ဘူးဘသူမှမကြိုက်ဘူးရွေးကောက်ပွဲကိုဘာဖြစ်လို့လဲဆိုတော့တချို့တွေက ဒီမင်းအောင်လိုင်းဒီတိုင်းအုပ်ချုပ်နေတာကိုပဲလိုချင်တယ်မင်းအောင်လိုင်းဒီတိုင်းအုပ်ချုပ်နေမှ အကုန်လုံးကအဆင်ပြေတာရွေးကောက်ပွဲဖြစ်လို့အစိုးရတရက်ဖြစ်သွားပြီဟဲဆိုရင်တော့မှအစိုးရကနေပြီးတော့ဟိုဥပဒေကိုကိုင်တယ်ဒီဥပဒေကိုကိုင်တယ်ဆိုလို့ရှိရင်တချို့တွေကဘဝပြတ်အောင်မယ်အဲ့ဒါကြောင့်မလို့တချို့စစ်တပ်ကကောင်တွေကခမရတို့ရွေးကောက်ပွဲကြီးလှုပ်ပြီးသွားလို့အခုအခုကောင်းစားနေတဲ့ကောင်တွေကရွေးကောက်ပွဲကြီးလှုပ်ပြီးသွားလို့အစိုးရတရက်ပေါ်လာမှာဆိုတာကို ျွန်တော်တို့အတိုက်ခံဆိုတဲ့လူတွေအန်ယူဂျီတက်တောင်မှပူကြောက်တဲ့ကောင်တွေရှိသေးတယ်အရိုင်းမန်းရဲ့အာဘွားဆိုဖီယာအာကျူကြီးရဲ့အဲ့တော့တခါတခါကြလို့ရှိရင်ခမားတို့တွေပြောနေတဲ့ကိစ္စကဟာငါတို့ကတော့ဘာဖြစ်တယ်ညာဖြစ်တယ်အခုခမားတို့ကိုမေးပြီစစ်တပ်ကမင်းအောင်လှိုင်ကအတိုက်ခံဆိုပြီးတော့ဒေါ်အောင်ဆန်းစုကြည်လိုမျိုးဟိုပြောဒီပြောပေါ့ဟိုအာဒီအာလုံမဲ့လူအနေထားမှာကိုကိုကြီးကိုသူတို့ကရွေးလိုက် မင်းအောင်လိုင်ကနော်တန်းရွှေကဒေါ်စန်းစုကြည်ကိုအတိုက်ခံဆိုပြီးတော့ပြောသလိုမျိုးမင်းအောင်လိုင်ကကိုကိုကြီးကိုအတိုက်ခံဆိုတဲ့ပုံစံနဲ့ရွေးလိုက်ပြီးအဲ့တော့ခမားတို့အခုပြောရမှာကစစ်တပ်ကသူ့လမ်းကြောင်းသူချထားပြီစစ်တပ်ကသူ့လမ်းကြောင်းသူချထားပြီဒေါ်အောင်စန်းစုကြည်နေရာမှာဘသူ့ကိုအစားထိုးရမယ်ဆိုတဲ့ဟာကိုစစ်တပ်ကရွေးလိုက်ပြီ စစ်တပ်ကဒေါ်အောင်ဆန်းစုကြည်ရှိတာမရှိတာလဲသူစိတ်မဝင်စားတော့ဘူးဘလောက်ပြစ်လို့ဒီစကားကိုပြောလဲဆိုတော့ဒီအာနာသိန်းနဲ့ငါးနှစ်အတော်တွင်းမှာကြံတဲ့သူတွေက ရွေးကောက်ပွဲကိုစိတ်မဝင်စားဘူးကြံတဲ့သူတွေကတော့စစ်တပ်နဲ့အပေါင်းအသင်းမလုပ်တဲ့အချိန်မှာ ပြည်တွင်းအနေထားအရနိုင်ငံတကာဆက်ဆံရေးမှာကိုကိုကြီးတသက်ခိုင်ကိုနိုင်ငံတကာကဆက်ဆံရေးလာမလုပ်ဘူး ။ဘာဖြစ်လို့မလုပ်လဲဆိုတော့တသက်ခါရတော်ကြကြရင်ဝင်ကြီးထားလုပ်လိုက်။တော်ကြကြရင်မင်းအောင်လိုက်နဲ့သွားအိတ်လိုက်။တော်ကြကြလို့ရှိရင်ဟိုသိုးဝင်းနဲ့သွားအိတ်လိုက်ဆိုပြီးတသက်ခါရလုပ်နေတယ်။နိုင်ငံရေးတွေဘာတွေလဲမရှိဘဲနဲ့တသက်ခါရလုပ်ချင်တာလုပ်နေတဲ့အခါနိုင်ငံတကာသည်ပြည်တွင်းမှာရှိနေတဲ့နိုင်ငံတကာတန်တမန်အတိုင်းဝိုင်းတွေအကုန်လုံးကတသက်ခါရကိုစိတ်ဝင်စားဘူး။အမေရိကန်တန်ယုံမဲ့ဖြစ်ဖြစ်အင်္ဂလန်တန်ယုံမဲ့ဖြစ်ဖြစ်ခမားတို့ပြောနေတဲ့အနောက်နိုင်ငံတွေအကုန်လုံးကကိုကိုကြီးကိုခေါ်ပြီးတော့ပြောနေတယ် ကိုကိုကြီးနဲ့ဆက်ဆံနေတယ်။အရင်တုန်းကဒေါ်အောင်ဆန်းစုကြည်နဲ့ဆက်ဆံနေတဲ့အမေရိကန်တို့အင်္ဂလန်တို့ကနေဒါတို့ဘာတို့အကုန်လုံးဒီအခုချိန်မှာဘသူနဲ့ဆက်ဆံလဲပြောရင်ကိုကိုကြီးနဲ့ပဲဆက်ဆံနေတယ်။ဒီတော့မင်းအောင်လိုင်ကဒေါ်အောင်ဆန်းစုကြည်နေရာမှာကိုကိုကြီးကိုသူသေးသေးချာချာရီမန်းထားလိုက်ပြီးတော့ကြကြရင်ကိုကိုကြီးကိုဖမ်းမယ်တို့ကိုကိုကြီးကိုတတ်မယ်တို့ဒါမျိုးတွေချင်းကြောက်လာတာတွေဖြစ်လာလိမ့်မယ်။ ဒေါအောင်ဆန်းစုကြည်ကိုလှုပ်တဲ့ပေါ့မျိုးပေါ့ခင်ဗျားတို့စိုးရိမ်တယ်လို့မျိုးအမေစုကတော့စစ်တပ်ကတတ်တော်မယ်အာစစ်တပ်ကိုလျှော့ပေးမှာအတိအမှစီလေးစွတ်ထားမှာအဲ့ဒါမျိုးပေါ့ခင်ဗျားတို့ပြောနေကြစကားအတိုင်းနေတိုင်းတော်ကြကြလို့ရှိကိုကိုကြီးကတော့စစ်တပ်ကဖမ်းခေါ်သွားပြန်ပြီကိုကိုကြီးကတော့စစ်တပ်ကထုပြန်ပြီငါတို့ကကိုကိုကြီးဘက်ကလိုက်ရမယ်ဆိုပြီးတော့ခင်ဗျားတို့ဖြစ်လာအောင်မယ်ဖြစ်လာအောင်မယ်ဒါကြိုတွက်ထားတာတိတ်မကြသေးဘူးနိုင်ငံရေးဆိုတာအချိန်တော့စောင့်ရတာပေါ့ဗျာအခုကျွန်တော်ပြောလိုက်တာလည်းညက်နေတော့ပဲဖြစ်မလားကျွန်တော်အခုပြောလိုက်တာနဲ့မနှက်ဖန်တော့ပဲဖြစ်မလား ဘာဖြစ်လို့လဲဆိုတော့ဒီစစ်တပ်နဲ့เนาะ88မျိုးဆက်တို့ EAO အဖွဲ့တွေကလည်းဒီစစ်တပ်နဲ့ပေါင်းပြီးတော့ EAO အဖွဲ့လို့လုပ်နေတဲ့လူတွေကလည်းကိုကိုကြီးမှကိုကိုကြီးကိုကိုကြီးနဲ့ဆက်ဆံရမယ်။အာရှန်တွေကလည်းကိုကိုကြီးနဲ့ဆက်ဆံရမယ်။ဒီလိုမျိုးဖြစ်နေတဲ့အချိန်မှာစစ်တပ်ဒီဒေါ်အောင်ဆန်းစုကြည်နေရာမှာကိုကိုကြီးကိုအစားထိုးလိုက်ပြီ။ကြိုက်တာမကြိုက်တာခင်ဗျားတို့ကိစ္စ။ငါတို့ကလက်ခံနဲ့လက်မခံဘူးဆိုတဲ့ကိစ္စခင်ဗျားတို့ကိစ္စ။သို့တော့စစ်တပ်ကသူရည်စူးထားလိုက်ပြီ။ ကိုကိုကြီးရောဒေါ်အောင်ဆန်းစုကြည်လို့ပေါ့အာအာကျင်တော့အာပေါ့ကွာတော်ကြာကြရဲ့ဘာဖြစ်တယ်ညာဖြစ်တယ်ပေါ့စင်ကာပူကို20နှစ်နဲ့လုံးမယ်ဆိုကိုကိုကြီးကနေပြီးတော့စင်ကာပူကိုတည့်ရမှာကျွန်တော်ကတော့အနှစ်30လောက်နဲ့လုံးမယ်ဆိုခင်ဗျားတို့ကလက်ခုပ်တွေဒီဒါတွေကလာတော့မှာအဲ့ဒါတွေကခဏဘေးမှာဖယ်တာနော်အဲ့တော့ကျွန်တော်ပြောချင်တာအခုအတိုက်ခံလို့ပြောတဲ့လူတွေ NUG CRPH NUCC လူခွေရေးဘာညာတာတကအပလာပေါ့ထားတော့ဒီအဖွဲ့တွေက ဒေါ်အောင်ဆန်းစုကြည်လိုမျိုးခေါင်းဆောင်နိုင်တဲ့သူခမရတို့ဘက်ကဘသူ့ကိုရွေးထားပြီလေလူတယောက်ချင်းမှမဟုတ်ဘူးဘယ်အဖွဲ့အစည်းရှိပြီလေဒီမေကုန်းကတိတ်ပြီးတော့အရေးကြီးတယ်မောက်ဆောင်ခါလားဘိုးနဂါလားဇင်မာအောင်လားဒေါက်တာဇော်ဝေဆိုးလားကိုမိုးသွေးလားအဲ့ဒါဆို UNCC မှာဆိုလိုက်တာကိုသူမိုးသွေးတို့တွေက ဒီကဘာလုံးနဲ့ဖြန့်ကျက်ပြီးတော့ဟဲအောင် Trump နားလိုက်တော့ဆိုပြီးတော့ပြောထားတာတွေရှိတာ哦 Trump အောင်မနားခိုင်းထားတဲ့လူတွေဟဲအောင် Trump end up of end up ပေါ်ဒီမှာလုံလောက်သွားပြီပေါ့ဟဲအောင် Trump မင်းလုံလောက်သွားပြီဆိုပြီးတော့ဒီလိုမျိုးအမိန်ပေးအာဏာပေးနိုင်တဲ့ UNCC ကကိုမိုးသွေးတို့တွေကဒေါ်အောင်ဆန်းစုကြည်နေရာကိုယူမလားမဆင်မအောင်ကယူမလားကိုဇော်ဝေဆိုးကယူမလားဘသူကယူမလဲပေါ့တိုင်းရင်းသားတွေရောဒေါ်အောင်ဆန်းစုကြည်နေရာမှာ ဘသူ့ကိုအစားပေးမှလဲအာမောင်ဆောင်ခါလားဘိုးနဂါလားဇော်ဝေဆိုးလားဘသူလဲပေါ့ဒါကနိုင်ငံရေးမှာပြောเสียရဖြစ်လာပြီဒါကနိုင်ငံရေးမှာပြောเสียရဖြစ်လာပြီနောက်ဆုံးကြရင်ခင်ဗျားတို့အကုန်ကုန်ပြောလိုက်မယ်မဆင်မအောင်နဲ့ကိုကိုကြီးနဲ့နှစ်ယောက်ကိုရှင်ရက်လာဇေမအောင်နဲ့ကိုကိုကြီးနဲ့နှစ်ယောက်ကိုရှင်ပြီးတော့ရက်လာအများစုကကိုကိုကြီးဘက်မှာမဲတာ တိုင်းရင်းသားတွေ EA EAO တွေ EAO တွေရှောက်ပြီးတော့နာမည်တွေကွဲမနေနဲ့ပေါ့ဗျာတိတ်ချက်ယက်တိချက်ပြသားမှုတို့เนาะကိုယုံကြည်တာကိုကိုလောက်တာတို့ဒါမျိုးတွေကြလို့ရှိလို့ရှိရင်ကိုကိုကြီးဘက်မှာဟုတ်သည်ဖြစ်စေမဟုတ်သည်ဖြစ်စေမဲတာတယ်မစင်မအောင်တို့သွားပြီးဒါမျိုးတွေရှိတယ်အဲ့တော့ပြဿနာကသူများနောက်ကနေပြီးတော့အကုန်ကိုကရှောက်လိုက်နေတာကျွန်တော်ပြောချင်တာက တော်လန်ရဲလှုပ်တယ်ဆိုတဲ့သူတွေတော်လန်ရဲမှဥဆောင်တယ်ဆိုတဲ့သူတွေကရန်သူနောက်မှာအမြဲတမ်းခြေတလန်းနောက်ကျနေတဲ့ကိစ္စတိုင်းပြည်ကိုဥဆောင်မယ်ကဘာကြီးနဲ့အပေါင်းအသင်းလှုပ်မယ်ဆိုတဲ့သူတွေက အမြဲတမ်းခြေတလန်းခြေတလန်းနေမဟုတ်ဘူးခြေလန်းဆယ်လန်းလောက်နောက်ကျနေတဲ့ကိစ္စအခုကျွန်တော်တွေးမိသလိုမျိုးတောင်မှဘလောက်လူတော်တော်များများကတွေးမိသလဲ ဘလောက်လူတော်တော်များများကဒီလိုအမြင်မျိုးနဲ့စဉ်းစားကြသလဲခမားတို့ကိုကိုကိုဟာကိုသီးလာသီးဖို့လိုတယ်အာငါတို့ကတော့မင်းငါတို့ပြောချင်တာကတော့မင်းနဲ့ကွက်တီပဲငါတို့ကမင်းတက်တောင်ပိုးမြင်နေဆိုပြီးခမားတို့တွေပြောကြလိမ့်ခမားတို့ပိုးမြင်ခမားတို့ပြောဖို့လိုတယ်ဘာဖြစ်လို့လဲဆိုတော့ပြည်သူလူထုကိုပညာပေးဖို့ပြည်သူလူထုကို အသိဉာဏ်ပေးဖို့ပြည်သူလူထုကိုမျက်လုံးဖွင့်ပေးဖို့က ကျွန်တော်ထက်ပိုသိတဲ့လူတွေကျွန်တော်လို့သိတဲ့လူတွေကျွန်တော်လို့မြင်တဲ့သူတွေကပြည်သူကို ပြောဖို့လို့အဲ့ဒီကျွန်တော်တို့က၃ယောက်လောက်ပြောတယ်ကျွန်တော်ပြောတာကိုပြည်သူကမကြိုက်ဘူးခမားပြောတာကိုပြည်သူကကြိုက်တယ်ဟေ့ဆိုလို့ရှိရင်လေပြည်သူကအသိပညာပွင့်လာမှာပြည်သူကသူပါလောက်ရမယ်ဆိုတာသိလာမှာအာခမားနဲ့ကျွန်တော်နဲ့မဟုတ်ဘူးနောက်တစ်ယောက်ကကျွန်တော်တို့ထက်ပိုပြီးတော့ပြောနိုင်တယ်ဟေ့ဆိုလို့ရှိရင်လေပြည်သူလူထုကအသိဉာဏ်ပိုပွင့်လာ ီတော့ခမရတို့စဉ်းစားဖို့ကတိတ်ချက်မင်းအောင်လိုင်ကပြည်တွင်းထဲမှာကိုကိုကြီးကိုလုတ်ပိုင်ခွင့်နေအကုန်ပေးလိုက်ပြီအဲ့ဒါကတန်းရွှေကဒေါအောင်ဆန်းစုကြည်ကိုယူကျင်းအောင်ဆောင်ပြောတဲ့ပုံစံပေါ့အာတော်ကြကြရင်ဒေါအောင်ဆန်းစုကြည်ကိုအင်္ဂလန်တန်ယုံကနေလာပြီးတော့ခိုးတွေ့တယ်အာတော်ကြကြလို့ရှိလို့ရှိရင်အမေရိကန်တန်ယုံကဒေါအောင်ဆန်းစုကြည်ကိုလာပြီးတော့ခိုးတွေ့တယ်အာတော်ကြကြရင်ယူအန်နေပြီးတော့ဒေါအောင်ဆန်းစုကြည်ကိုခိုးတွေ့တယ်ဒါ88ကနေပြီးတော့2010လောက်အထိ ဒီတိုင်းပဲဖြစ်နေတာဒီတိုင်းပဲဖြစ်နေတာတော့ကြာကြာလို့ရှိရင်ဟေးဟိုတန်းရွှေရနေပြီးတော့အိတ်ခက်ကပိတ်ဆို့ထားတာကိုတန်းရွှေရနေပြီးတော့ငါတို့ကိုအင်္ဂလန်တန်ယုံကနေပြီးတော့ကော်ဖီပေးထားတယ်ဆိုလို့ရှိရင်ဟဲ့အောင်ခင်ကျွတ်သွားခေါ်လိုက်ကွာအောင်ဆန်းစုကြည်ကိုအာအောင်ဆန်းစုကြည်ကိုခေါ်လိုက်ဘေးရကောင်တွေကဖြွားပြီးအောင်ဆန်းစုကြည်နဲ့တန်းရွှေနဲ့သိတယ်မလားစကားတွေပြောပြီးမနှက်ဖန်ကြလို့ရှိရင်ဗမာပြည်ကြီးရွှေပြည်ကြီးတွေတီးပြီးတော့ရွှေပြည်ကြီးတွေပေါက်ပြီးတော့ဒီမှာရွှေကြီးတွေတီးတော့မယ်ပေါ့ အာလူတွေရှောက်ဖွာကြတာဒီကမှာအမှန်မှန်တော့ဘာမှမဟုတ်ဘူးတန်းရွှေရပြောတယ်အင်္ဂလန်တန်အမတ်ကလာတာတွေ့လားကော်ဖီရောက်လာတာအင်္ဂလိပ်အင်္ဂလိပ်ဟိုပေါ့အင်္ဂလိပ်ရင်သွေးကြမ်းတောက်ဖို့ပေါ့အဲပြားရည်လေးပါထည့်ပြီးတော့ဒီလိုမျိုးပုံစံတွေပေါ့အဲ့တော့မင်းအောင်လိုင်ကကိုကိုကြီးကိုရွေ့ချယ်ထားပြီခမရတို့ဘက်မှာဘာရှိခမရတို့ဘက်မှာဘာရှိလဲဆိုတဲ့အပြင်မှာမှဒီ2021ຫນွေဥတော်လိုင်းကြီးက generation Z လို့ပြောတဲ့ Gen Z တွေလောက်ခဲ့တာခင်ဗျားတို့ကြိုက်တာမကြိုက်တာထားနော်2000ဒီ2020 2021ငွေဦးဒေါ်လာရေးက Gen Z တွေလောက်ခဲ့တာအခုခင်ဗျားတို့မြင်နေတဲ့ဗမာပြည်ရဲ့နိုင်ငံရေးအခင်းအကျင်းမှာ Gen Z တွေရဲ့အခန်းကဏ္ဍကဗမာလေ2025ကုန်တော့မယ်နော်2025ကုန်တော့မယ် ဗမာလေခမားတို့ဂျန်စီတွေရဲ့အခန်းကဏ္ဍကအီအီအိုတွေအီအာအိုတွေရဲ့ကိစ္စတွေကို ပြောပြီးဟဲဆိုလဲဂျန်စီတွေရဲ့အခန်းကဏ္ဍကပျောက်သွားပြီအန်ယူဂျီရဲ့အခန်းကဏ္ဍကိုပြောမယ်ဆိုရင်လဲဂျန်စီတွေရဲ့အခန်းကဏ္ဍကပျောက်သွားပြီမင်းတို့ကမင်းတို့ငါတို့ကတော့ PDF တွေပဲ ADF တွေပဲဟာ local တွေဘာတွေမင်းတို့ကမင်းတို့ဘယ်လောက်ပြောပြော တင်းချက်ကလက်နဲ့ရိတ်ခါတွေအကုန်လုံးကလူတို့ကပတ်စံပေးရင်တောင်မှဝယ်လို့ရတဲ့ဟာတွေယူလို့ရတဲ့ဟာတွေက EAO တွေ EAO တွေရှိမှာပဲဝယ်လို့ရတာယူလို့ရတာဖြစ်နေတာ။ဒီတော့ပုဖွေလေးလေးပြောရင်ရန်စီတွေရဲ့အခန်းကဏ္ဍဟာဒီနေ့ဒီအချိန်မှာတော်တော်အားနည်းတဲ့အဆင့်အနေထားမှာဖြစ်လာပြီ။ PDF တွေရှိနေတာ LDF တွေရှိနေတာအဲ့ဒါတွေကိုပြောတာမဟုတ်ဘူးနော်။ဂျန်စီတွေရဲ့ နိုင်ငံတကာမှာပေါ့ဝင်ရောက်ပြောဆိုမှုတွေဂျန်စီတွေရဲ့နေရာရမှုတွေဂျန်စီတွေရဲ့လုပ်ပိုင်ခွင့်တွေအရာတွေကိုပြောပြီးဟေးဆိုလို့ရှိရင်2025နှစ်ကုန်ပိုင်းမှာပို့ပွင့်လင်းပြောရင်မရှိသလောက်ဖြစ်သွားပြီဒီတော့တော်လန်ရေးကိုဘလို့ပြန်ပြီးတော့အစလုံးมาလေတော်လန်ရေးကိုဘလို့ဆက်သွားมาလေခင်ဗျားတို့ပြောနေသလို UNG ကတကယ်ကို ဟိုဘလို့ပြောမလဲဟိုသူတို့ပြောနေတယ်အထွေထွေထိုးစွတ်ကြီးစတော့မှာလားအယူကြီးကအထွေထွေထိုးစစ်ကြီးစတော့မှာလားဒီလိုမှမဟုတ်လို့ရှိရင်ခမရတို့ပြောနေသလိုဟာဒီတပြည်နယ်ကနေချလိုက်လို့ရှိရင်ဒီပြည်နယ်ပဲဘာဖြစ်တဲ့နောက်ကျရင်ပြန်ထိမှာပဲအထားနေနဲ့မဆိုင်ဘူးဗျဒီ PDF တွေ LDF တွေအနေနဲ့ကဘလို့သွားမှာလဲ ခင်ဗျားတို့တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းတစ်ခုခုအောက်မှာဝင်ပြီးတော့အမိန့်တစ်ခုတည်းကိုနာခံပြီးတော့သူတို့ဒေတာသူတို့ရေမြေကိုသူတို့တိုက်တဲ့အချိန်မှာခင်ဗျားတို့ဝင်းပါပြီးသွားတော့သွားမှာလားအဲ့ဒီလိုမှမဟုတ်ရင်ခမားတို့ကိုယ်တိုင်ကဟိုလိုလိုဒီလိုလိုသွားမှာလားဒီတော့တည်တည်ချာချာစဉ်းစားဖို့လိုတယ်တည်တည်ချာချာစဉ်းစားဖို့လိုတယ်ကိုကရန်သူလုတ်တဲ့နောက်မှာပဲတောက်လျှောက်လိုက်နေ ကိုကရန်သူလုတ်တဲ့ဒီမင်းအောင်လိုင်းတို့လုတ်တဲ့နောက်ကိုပဲတောက်လျှောက်လိုက်နေတာဒီတော့ခမားတို့မင်းအောင်လိုင်းယူတိုင်းနောက်ကနေလိုက်သွားလို့ရှိရင်ဒီဟာကပြီးတော့မလားအဲ့ဒီကြားထဲမှာမှရှောက်ပြီးတော့ယူသလိုကြောင်သလိုနဲ့ဒီဘီဘီတို့ဘာတို့ကနေပြောနေတာရှိသေးတယ်ဟာငါတို့ကတော့တစ်ဖက်ကိုပြက်ပြက်သားသားရမ်းရမယ်တို့ဘာတို့နိုင်ငံရေးနဲ့စီးပွားရေးမှာခမားတို့ကခမားတို့တစ်ဖက်ကိုပြက်ပြက်သားသားရက်တယ်မရဘူးဆိုတဲ့ကိစ္စကအခုအချိန်မှာဘာမှပြောလို့မရဘူး အရင်ကာလတုန်းကပြောလို့ရတယ်အရင်ကာလတုန်းကဆိုငါတို့ကတော့အမေရိကန်နောက်ကိုလိုက်တယ်ငါတို့ကတော့ဥရောပနောက်ကိုလိုက်တယ်ဆိုပြီးတော့ခမားတို့ဒီမိုကရေစီကိုယုံကြည်တဲ့သူတွေတရားဥပဒေကိုဘယ်လိုပြောမလဲဆိုတော့မတိကျိုးကျင်လုပ်ပြီးတော့လူခွင့်ရေးပြောတဲ့သူတွေတရားဥပဒေအထက်မှာနေကျင်တဲ့လူတွေပေါ့ဗျာလူခွင့်ရေးတို့ဘာလို့ပြောပြီးတော့ဒီမိုကရေစီတို့ပြောပြီးတော့တရားဥပဒေအထက်မှာနေကျင်တဲ့သူတွေလူတကာကိုစော်ကားကျင်တဲ့သူတွေ လူတကာကိုအနိုင်ကျင့်ကျင်တဲ့ကောင်တွေခမရတော့အခုအချိန်မှာဥရောပလည်းအားကိုးလို့မရတော့ဘူးအမေရိကလည်းအားကိုးလို့မရဘူးဘာဖြစ်လို့လဲကျွန်တော်မှသက်သေအတိအကျနဲ့ကျွန်တော်ပြောပြမယ်ယူကရိန်းနဲ့အမေရိကန်တွေကဒီမြေရှားတပ်ထုတွေထုတ်ရေးလို့နော်ဒီတပ်ထုကိစ္စတို့မှာသဘောတူညီချက်ရတာအဲ့ဒီအချိန်မှာခမရတို့ပြောဦးမယ်ဟာဇလန်စကီနဲ့အင်ဖြူတော်မှာတမရထရန်နဲ့ယန်နေဖြစ်ထားတဲ့ ဘာအချက်တွေခွဲထားတယ်ဆိုပြီးတော့ခင်ဗျားတို့ပြောတာလေဟုတ်တယ်အဲ့ဒါပထမပိုင်းမှာသဘောတူညီမှုတွေမရှိဘူးဒုတိယပိုင်းမှာသွားခင်မှာသဘောတူညီမှုတွေလှုပ်ထားတယ်အဲ့ဒီလိုသဘောတူညီချက်တွေရှိတာတောင်မှယူကရိန်းကနေပြီးတော့အမေရိကန် လိုချင်သမျှကိုပေးတာတောင်မှဒီနေ့ခေတ်ဒီနေ့အခါမှာအမေရိကန်ကယူကရိန်းကိုပေးတဲ့အကူအညီတွေတစ်နှစ်ကိုဘီလီယံ90လောက်တစ်နှစ်ကိုဘီလီယံ90လောက်အဲ့ဒါတွေမပေးတော့ ဥရောပသမဂ္ဂကြီးရနေပြီးတော့ယူကရိန်းနဲ့မဟာမိတ်ဥရောပသမဂ္ဂကြီးရနေပြီးတော့ပတ်စံနဲ့ငါတို့ဝယ်ပါမယ်ပြောတာတောင်မှခင်ဗျားတို့ပြောနေတဲ့တော်မဟော့တို့ပါတို့အဲ့ဒါမျိုးဟာတွေကိုရောင်းမယ်မရောင်းဘူးအာမမခံတော့ဒီလိုအခြေအနေမှာခင်ဗျားတို့အန်ယူဂျီကဘု து ကိုဘာဂရီပေးနိုင်ပါလဲအန်ယူဂျီရဲ့နယ်မြေထဲမှာအန်ယူဂျီရဲ့နယ်မြေဆိုတာဘာလဲဆိုတာတောင်မှအခုအချိန်မှာမေကွန်းကအရင်နေကကျွန်တော်ပြောပါတယ် အရင်တည်းကကျွန်တော်ပြောပါတယ် NUG ကနေပြီးတော့69ရာခိုင်နှုန်းသိမ်းထားတယ်လို့ NUG က69ရာခိုင်နှုန်းအုပ်ချုပ်နေတယ်လို့ဆိုပြီးတော့ဆီယာမာကြီးဘယ်လိုလဲအာဒေါ်မီမီဝင်းဘတ်တို့တွေသူတို့ကသူတို့ပြောနေတာကျွန်တော်တခါမှပြောဘူးမင်းတို့ NUG သိမ်းထားတာဘယ်ဟာရှိလဲကျွန်တော်ကမေးတာအဲ့လိုမျိုးမင်းတို့ NUG သိမ်းထားတာဘာရှိလဲမင်းတို့ NUG ရဲ့နေပြည်ဆိုတာဘာလဲပေါ့ခင်ဗျားတို့ NUG အနေနဲ့သွားပြီးတော့ထရန့်ကိုလည်းဂရီပေးလို့မရဘူး ဥရောပသမဂ္ဂကိုလည်းဂရိပေးလို့မရဘူးတရုတ်ကိုလည်းဂရိပေးလို့မရဘူးအိန္ဒိယကိုလည်းဂရိပေးလို့မရဘူးကျွန်းတော်ကြီးတွေမြင်တိုင်းဗမာပြည်မှာတချို့တဝက်ကျွန်းတော်ကြီးတွေရှိတယ်ကျွန်းတော်ကြီးတွေကိုမြင်တိုင်းငါတို့ဒေါ်လာရေးကြီးပြီးသွားရင်ဒီကျွန်းတော်ကြီးပေးပါမယ်ဆိုပြီးတော့ခမားတို့လက်ညှိုးထိုးကျင်တိုင်းထိုးလို့မရဘူးအဲ့ဒီကျွန်းတော်ကတိုင်းရင်းသားလူမျိုးတွေအဲ့ဒီဒေသခံတွေပိုင်ထားကြတာအဲ့တိုင်းရင်းသားဒေသခံတွေထိမ့်သိမ့်ထားတာယူကရိန်းက ဇလန်စကီးကနေပြီးတော့ယော့တထုတွေယူလိုက်လို့ပြောတဲ့အချိန်မှာယူကရိန်းဒီဗမာပြည်လို့မဟုတ်ဘူးဇလန်စကီးပြောတဲ့စကားတခုံးကယူကရိန်းမှာအတီဖြစ်တယ်ဇလန်စကီးနော်ခမားတို့ပြောနေတဲ့ယူကရိန်းကဇလန်စကီးကငါဒါပေးပါမယ်နောက်ဆုံးငါမိမငါပေးပါမယ်ဆိုတော့မှဇလန်စကီးပြောတဲ့ကိစ္စကအဆင်ပြေတဲ့ ကျွန်တော်ကနေပြီးတော့ငါမိမငါပေးပါမယ်ဆိုပြီးသွားပြောလို့မရဘူးတော်ကြကြရင်မိမိမကရင်မကရင်လူမျိုးဖြစ်နေတဲ့အတွက်မင်းကကရင်ကိုထိမ့်လို့မရဘူးဟာမိမိမကချင်မကချင်ပါနေတဲ့အတွက်ကချင်လူမျိုးတွေကသဘောမတူရင်ပေးလို့မရဘူးဆိုပြီးတော့ကျွန်တော်ပေးလို့မရဘူးအဲ့ဒီလိုပဲ UNG ကဘာကတိမှပေးလို့မရဘူး UNG ပိုက်ထားတာသူ့အမိသူ့ဘရိုပိုက်သူတို့ရှိမှရှိနေတဲ့လေကွက်တို့သူတို့သူကိုအမိပေးတဲ့လေကွက်တောင်မှ UNG မှာပိုင်နေမပိုင်ဘူးပြောခွင့်မရှိတဲ့အနေထား